ဒါတွဲလုံးတွေဝင်ပေးလိုက်တယ်ဗောနော်ဒူတိုက်ချက်နှစ်ချက်ဝင်ထားတယ် right hook right hook စတိုက်ကျွေးတဲ့ right hook သုံးချက်လောက်ကျွန်တော်လေးချက်လောက်ထိသွားတယ်ဗျာဟိုကောင်းတယ်ဂျုံကွန်ဘိုတွဲလုံးတွေ oh my god ကဲအလောင်းမင်္ဂလာပါဗျာ GDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒီလာမယ့်ဂျွန်လ29ရက်နေ့ UMC 317ပြိုင်ပွဲကြီးခေါင်းစဉ်အောက်မှာပဲ main key အနေနဲ့ရှင်ပြန်ထိုးတက်သွားရတော့မယ်ချော်ချော်ဘန်နဲ့ Brandon Raibudu ရဲ့ပွင့်စင်ကောင်းလေးတွေကိုပရိသတ်တွေနဲ့အတူအစားဆုံးလေးလံကြည့်ရှုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့ဒါ Joshua Van ရဲ့ပွင့်စင်ကောင်းတပွဲလေးကိုအရင်အဦးဆုံးအနေနဲ့ကြည့်ရှုပေးတော့မှာဖြစ်ပါတယ်။ဒီပွဲပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါဒီလာမဲဂျွန်လာ29ရက်နေ့ Joshua Van နဲ့ရှင်ပြန်ထိုးတက်သွားရမယ့်ဒီ Flyweight Ranking ကအဆင့်တင်နေရာက Brandon Raibudu ရဲ့ဒါပွင့်စင် တပွဲလေးကိုပါကျွန်တော်ထပ်မံကြည့်ရှုတင်ဆက်ပြီးတော့ဖြစ်ပါတယ်အခုကျွန်တော်မြင်တွေ့နေရတဲ့ fighter ကတော့ချိုချိုဗန်နဲ့ရှင်ပင်ထိုးတက်သွားမဲ့ဒီ US က Francisco Obantun ဆိုတဲ့ fighter ပဲဖြစ်ပါတယ်အဲ့တော့ဒီ fighter ဆိုရင်တော့ဒါလက်ရှိအချိန်မှာဒါအသက်29နှစ်ရှိပါပြီအဲ့တော့ဒီ professional MMA ပွဲစဉ်ပေါင်းတော့ဒါ10ပွဲအထိရှင်ပင်ထိုးတက်ထားပြီး9ပွဲနိုင်3ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါတယ် ။အဂျိုရှောဗန်ကတော့လက်ရှိအချိန်ထိသူအနေနဲ့ပွဲစဉ်ပေါင်း16ပွဲအထိရှင်ပြန်ထိုးတက်ထားပြီးတော့မှ14ပွဲအနိုင်ရရှိထားပြီး9ပွဲသာရှုံးနေထားပါလေ။ Okay ကျွန်တော်ပွဲစဉ်လေးကိုတွားလိုက်ရအောင်ပါ။ Okay, Joshua Van Ye ဒီစွမ်းဆောင်ရည်ကိုကျွန်တော်ထပ်မံဒါပရိသတ်တွေနဲ့ကြီးလိုက်အောင်ဗျာ။ Okay, can't hurry. ကောင်းနေဗျာ။ ။အဲကြမောင်မာတော့ you depend အနီတောင်းကဖိုက်တာနေနဲ့ဒါတော်တော်လေးရှည်နေတာမျိုးတွေ့ရတယ်ဗျ။တပီလိုကစံဟာနာမျိုးတွေ့ရတယ်။ဒါဆိုဗန်လိုကပြန်ကန်ထားတယ်ဗျ။လုံးထဲရဲ့မောင်းတော့တော်တော်လေးကိုကြွားတယ်ဗျ။ Okay, ထိတ်တော်များယူဖို့ကြိုးစားတယ်။ နီဒေါင်ဖိုင်တာအနေနဲ့ကောင်းတယ်ကျွန်တော်လက်ခုတွေဝင်သွားလာမိုက်တပြထိတ်တောင်းပြန်ပြီးတော့ရယူဖို့ကြိုးစားတယ်ဘက်ပိုဇီရှင်ရယူထားတယ်ဗျဘူဘန်ဒိုအနေနဲ့ ချိုချိုပန်ကတော့ပရိသတ်တွေအားလုံးတိခဲကြတဲ့အတိုင်းပဲပေါ့နော်ဒါဒီဖန်ကမစူးလို့ပြောလို့ရတယ်โอเคကျွန်တော်ထိတ်တောင်းပြီးခံလိုက်ရတယ်ဗျဘူပန်တူကတော့ပြောမယ်ဆိုတော့ဒီသူ့ရဲ့အလုံးထင်အရမအားသာချက်ကိုအတုံးချပြီးတော့မှဂျော်ရှော့ဘန်ကသာထိတ်တောင်းရယူသွားခဲ့တယ်လို့ပြောမယ်ဗျအဲ့တော့ဒီကစားပုံကမန်ကန်မှုရှိတယ်လို့ပြောမယ်ဘူပန်တူကတော့9ပြီနဲ့16လောက်ရှိတယ်ဗျဒီအတွက်ကြောင့်မို့ကျွန်တော်ဒီလာမဲ့ ဒီဂျွန်လာ29ရက်နေ့မှာရှင်ပြန်ထိုးတက်သွားမယ်ဒီ random right bow အရက်မောင်းလို့ရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ Joshua Van နဲ့ဒီလိုအရက်မောင်းရှိတဲ့ fighter ကိုဒါဘယ်လိုမျိုးခုခံတွားပြခဲ့တယ်လဲပေါ့နော်ဒါကြည့်လိုက်ရအောင်ပါကိုကျွန်တော်လက်ရှိရှိနေတဲ့ပွဲစဉ်ကတော့ တ2022 February လ17ရက်နေ့ပါနော် Yuri FC 57ဆိုတဲ့ကောင်းစဉ်အောက်မှာဒါကျွန်မပြုလုပ်သွားခဲ့တဲ့ပွဲစဉ်တွေပဲဖြစ်ပါလေ Okay တဖြည်းဖြည်းနဲ့ကျွန်တော် stand position ကိုရယူထားတာမျိုးတွေ့ရတယ် Joshua Van Ne နဲ့ Okay ကျွန်တော် Joshua Van Lee ကတော့ဒါအကောင့်တီးပြီးမဲ့အစိတ်ပြင်းတယ်ဗျ ကျွန်တော်က take down ပေးခံလိုက်ရတာကိုကျွန်တော် stand position ပြန်ပြီးတော့မှဒါရက်နိုင်တာမျိုးတွေကျွန်တော်တွေ့မြင်ခဲ့ရတယ် yeah, position ကနေ take down ပြန်ပြီးရယူဖို့ကြိုးစားနေတာဖြစ်နေပြန် open door အနေနဲ့ โอ้ก้องเดจุงคุมบตวยลงดิโอ้มายก็อดไรฮูดิสะตายเป็ดจ้วยทาเดส่งตับปิไลเดเปียโอ้ติมายาลงว่าไม่ทินมัดทาวเปียสแตมป์โพซิชั่นจุงยะอยู่ตวาดาเนเปลี่ยนเผ็ดกูดาจุงคุมบตวยลงดิจ้วยไลดาวะเนาะตะคานเนเปลี่ยนเผ็ดนี่เปลี่ยนเผ็ดอนีเนลงว่ากูจุงขุยพี่มาจ่าตวาเกเดโอเค ။ဘလောက်ကြီးစောစောကြီးအဆုံးတက်လိမ့်မယ်လို့လုံးဝမထင်မှတ်ထားမြ slow motion လေးကြီးလိုက်အောင်ဗျာဘလို့မျိုးအဆုံးတက်သွားတယ်လေပေါ့နော်။ Frank Ray Hood thì chơi thiên hành hay anh em kia thầm bị kèn hả đấy Thì đồng là, <coughs> that yeah, nha là Đã dù vừa mà ông miếng này vào nó Đã bù gì xin Ồ Tụi tay chơi quên hả đấy nhá This is where Obando got him up against the cage and you know he was finally able to drag him down to the ground. ခုတစ်ခါတော့ကျွန်တော်လုံးဝကြီးတာထိတောင်းပြီးခံလိုက်ရတယ်ပေါ့နော်။ Joshovan ကျွန်တော်ထိတောင်း defense ကောင်းတယ်လို့ပြောပြင်ပြ။ကြီးပြင်းနဲ့ a stamp position ကိုကျွန်တော်တို့အရာယူနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်ဒူးတွေတိုက်ထားတဲ့နှစ်ချက်1 2 3 4 5 6 7 8 9 10လေးကိုကောင်းနေပြန်ချီအောင် ဟိုဒီ shot တော့မပါလိုက်ဘူးလုံးဝကျွန်တော်တို့ဦးကောင်းကိုဒါတွဲလုံးတွေဝင်ပေးလိုက်တယ်ဗောနော်ဒူးတိုက်ချက်နှစ်ချက်ဝင်ထားတယ် right hook right hook ဆက်တိုက်ကျွေးတယ် right hook သုံးချက်လောက်ကျွန်တော်၄ချက်လောက်ထိသွားနေပြန်ကောင်းနေပြန်ကဲကျွန်တော်ကျိုးရှော့ဗန်ဒီနဲ့ဒါ blue muse ဆောင်ပြတ်သွားခဲ့တယ်လေဆိုတော့ကျွန်တော်တို့ပရိသတ်တွေအားလုံးဝင်တွေးခဲ့ကြတဲ့အတိုင်းပဲဗောနော်အတူအနေနဲ့ဒီ stand fight ပိုင်းမှာပြိုင်ဖက်ကိုဒါတွဲလုံးတွေနဲ့ အခွင့်ရရင်ရတယ်လို့ကျွန်တော်မြင်းမြန်ဆန်းဆန်းပွဲသိမ်းပေးလိုက်တယ်ဗျ။ Okay အဲ့တော့ကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုတွန်းလိုက်အောင်ဗျ။အဲ့တော့ဒီအပြာနောက်မှာရှင်ပြိုင်ထူးတက်နေတဲ့ဖိုင်တာကတော့ဒါဂျိုရှာဗန်နဲ့ဒီလာမဲ့ဂျွန်လာ29ရင်းလေးမှာရှင်ပြိုင်ထူးတက်သွားမယ့်ဖိုင်တာပဲဖြစ်ပါတယ်။ဒါ Brandon Wright ဘူလို့ခေါ်တယ်မနော်။သူရဲ့စွမ်းဆောင်ရည်ကိုလေ့လာကြည့်ရှုကြလိုက်အောင်ပါ။ဒါအနိုင်ကန်ချက်ကောင်းတဲ့ဟက်ကစ်တွေကောင်းလာရင်တတိထားမိတယ်ဗျ။ ။ဒါအရက်မောင်းတော့တော်တော်လေး Oh my god ဆိုရင်ရတယ်။ဒါပတ်ပိုစီရှင်ပီးခံထားလိုက်ရတယ်။ဆိုရင်ရတယ်ဒီနေထားကကျွန်တော်ရဲ့နှက်ချုပ်ပုံစံမျိုးသူပီးခံရနိုင်ချေရှိတယ်ဗျ။ဒီနကချုပ်ယာယူထားတယ်ကောင်းတယ်ဂျောဘူးချုပ်ထားတာမျိုးတွေ့ရတယ်ဗျယာနေလောက်မသိဘူးဗျ ဆိုရင်ရတယ်တော်တော်လေးကိုဆိုရင်ရတယ်ဗျာနှာခေါင်းတွေးတွေတော့မှထွက်တဲ့အနေအထားမျိုးတွေကျွန်တော်မြင်တွေ့နေရတယ်ဟိုးဟိုးတော်တော်လေးကိုတောင်းခံနိုင်တယ်လို့ပြောမယ်ဗျာပြန်ပြီးတော့မှယုံထလာနိုင်ခဲ့တယ် gets out of this and then Kenny's on his back though. Nice switch takes him backwards with it. Okay, okay. Amber choke ပုံစံမျိုးပြန်ပြီးရယူထားတယ်။ ိုး1 2 win နဲ့ကောင်းနေပြန်တစ်ဖက်ကအနီတောင်းအဖိုက်သားနဲ့အဲ့တော့ဒီအပြာတောင်းကဂျိုရှောဘန်နဲ့ရှင်ပင်သူတက်သွားမယ်ဒီ Brandon Rago ကတော့သူ့အနေနဲ့ယခုချိန်ထိပေါ့နော်ဒါ professional MMA ပွဲစဉ်ပေါင်းအတုံးစင်းနဲ့၄ပွဲအထိရှိပြီးထူးတက်ထားတယ်။အဲဒီမှာဆို၁၈ပွဲနိုင်ရရှိထားပြီး၇ပွဲရှုံးနေထားတယ်ဗျ။ ဲ့တော့ကျွန်တော်ဒီမတ်တမ်းလေးအရသွားပြီးကြည့်လိုက်မယ်ဆိုတော့ဒီ fighter ကဒါချိုးကွက်နဲ့အနိုင်ရယူထားလို့ဆိုပြီးကူးပွဲအထိရှိထားတယ်ပေါ့နော်ကဲလက်ခုတွေစတိုက်ကျွေးထားတာမျိုးတွေ့ရတယ်ကဲအချီကပြီးသွားလို့ခံတန်သွားခဲ့တယ်ပြောင်းမပြတော့တချီပါတို့တချီနဲ့တချီကတော့ပြောမယ်ဆိုတော့နည်းနည်းလေးဒီ ညီပြမလုံးနေတဲ့အပိုင်းလေးကိုကျွန်တော်ဖြတ်ထုတ်ထားတယ်ပေါ့နော်အဓိကအားဖြင့်သူတို့အနေနဲ့ဒါဒီလုံးနေတဲ့အပိုင်းလေးတွေဒါကြီးတဲ့ချိန်မှာပေါ့နော်အရင်ကြီးဒီကြီးတယ်လို့ဒါမထင်ရတဲ့အပိုင်းလေးတွေကိုပဲကျွန်တော်အဓိကပြန်တာထားတာဖြစ်ပါတယ် Okay, but position ကနေဒီနော right hook တွေကျွေးထားတယ် You can tell he was a good rider in college wrestling though. Very slow. ်တော်တော်ရုံးကန်ရတယ်ဗျဒီပွဲမှာ Brandon Rainbow နေနဲ့အဲ့တော့မှတ်တမ်းတွေအရကျွန်တော်တွားကြည့်လိုက်မယ်ဆိုသူရဲ့နိုင်ပွဲ18ပွဲမှတ်တမ်းမှာ9ပွဲအထိဒါချုပ်ပွဲနဲ့အနိုင်ရယူထားတယ်၄ပွဲကိုလဲထိုးပေါ့နော်နောက်ထပ်၄ပွဲကိုတိုင်အောင်ဖြစ်နေအဲ့တော့ကြည့်လိုက်မယ်ဆိုဒီ fighter ground မှာအရင်ကြီးကောင်းနေလို့ထင်ရတယ်ပေါ့နော်အဲ့တော့အခုလက်ရှိကျွန်တော်ဒီပွဲမှာသူ့အနေနဲ့တန်ဒီပေါင်းမီရဲ့ဖြူနဲ့အမဲ fighter ပေါ့နော် ဲ့တော့ဒီ fighter ကတော့ Cassie Candy လို့ခေါ်တယ်ပေါ့နော်ဒီ Cassie Candy ကိုသူ့အနေနဲ့ဒါရှင်ပြိုင်တဲ့အချိန်မှာတော်တော်လေးကိုကျွန်တော်ယုံကန်နေရပြီးတော့မှဒါ ground မှာသူ့အနေနဲ့ဒါတစ်ဖက်ကပြန်ဖက်လောက်ကျွန်တော်အမတာနေတာမျိုးလေးကိုတွေးခရရတယ်အဲ့တော့ယခုကျွန်တော်ကြည့်နေတဲ့ပွဲစဉ်ကတော့ RFD 53ဆိုတဲ့ ground စီအောက်ကချင်းပါပီလို့ ground စီနဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ကောင်းတယ်ဒီ ground ကစားတာတော်တော်လေးကောင်းတယ်လို့ပြောရင် figure fours his own leg to protect it again. Roy Bell's arm's trapped inside now because of it. And he's got the other arm trapped. အဲ့တော့ဒီနီတောင်းကကစီခန်နီကလည်း US ကဖိုက်တာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီဖိုက်တာကတော့ဒါလက်ရှိချိန်ထိ professional MMA ပွဲစဉ်ပေါင်း20အထိရှိပြီထူးတက်ထားတယ်ပေါ့နော်။အဲ့ဒီမှာဆို16ပွဲနိုင်ရရှိထားပြီးလီပွဲရှုံးနေထားပါလေ။ Okay, then we take down Yang Lai. Yeah. အဲ့တော့ဒီဖိုင်နာပြောမှဆိုအရင်အမောင်းရပြောတယ်ဒီဘရန်ဒန်ရိုင်ဘူလောက်အားသာချင်းရှိပေါ့နော်ဒီကအပြင်သူ့ပွဲကြီးကျွန်တော်တော်များများဒီမှတ်တမ်းတွေတောင်းပြီးလေ့လာကြည့်လိုက်မယ်ဆိုတော့ဟာ ground ကစားတာမျိုးတွေတော်တော်များများလာတယ်တတိထားမိတယ် non stop transitions lead to အဲ့တော့အခုလက်ရှိကျွန်တော်ကြည့်နေတဲ့ဒီ fighter နဲ့ဦးစလုံးကတော့ဒါ UFC မှာရှင်ပြန်ထိုးတက်နေတဲ့ fighter တွေဖြစ်တယ်ပေါ့နော် Nice job out of that Uma Plata going to the leg then trying to hit a knee pinch or a calf slicer as they call it Can he adjust to it gets out of it Boy has never stopped trying at any given time in this very good point in this fight. ကိုလေးရုံကန်ထားရမျိုးတွေ့ရတယ်သူအနေနဲ့ I don't know yet အထင်ကတော့ဒီလာမယ့်ဂျိုရှော့ဘန်နဲ့ပွင့်ပါတော့ဒီ Brandon Roybo အနေနဲ့ဒီပထမအဦးဆုံးကျွန်တော်ပွဲထွက်လာတဲ့အချိန်မှာတော့ဒီ stamp ပုံစံမျိုးနဲ့ပွဲထွက်လာနိုင်ရှိတယ်ဗျ ပြင်ပြီးထိတ်တောင်ပြင်ခံလိုက်ရတယ်။အဲ့တော့ဒီ stamp ပုံစံမျိုးနဲ့ပွဲထွက်လာပြီးတဲ့နောက်ပိုင်းမှာသူ့အနေနဲ့ဒါ Joshua Van Gogh လုံးဝသာရှင်းလို့မရတဲ့အနေအထားတစ်ခုမျိုးနဲ့ဒါရင်ဆိုင်ရခဲ့မယ်ဆိုရင်ပေါ့နော်။ဒါထိတ်တောင်ရရင်ဘူးကျူးစားလာနိုင်ခြင်းရှိတယ်ဗျ။ ဒါအကြောင်းရင်းကိုပြောအောင်မယ်ဆိုတော့ဒီ interview မှာ Brandon Rybo နေနဲ့ပြောထားတဲ့ပုံမှာ Joshua Van ရဲ့ဒီ Stanford ဆွမ်းဆောင်ကြီးကဒါကောင်းတယ်ဒါပြန်ဖက်တွေသူရှင်ပြန်ထူးတက်ခဲ့ဖို့တဲ့ပြန်ဖက်တွေတော်တော်များများနဲ့မတူဘူးဆိုမှဒါချီးကျူးထားတယ်ပေါ့နော်ဒါအပြင်သူ့အနေနဲ့ Joshua Van ရဲ့ဒီ Stanford ဆွမ်းဆောင်ကြီးကဒါသူ့အနေနဲ့ Joshua Van ကိုရှင်ပြန်ထူးတက်သွားမယ့်ချိန်ကြိုင်လေဒါသူ့ရဲ့ဆွမ်းဆောင်ရင်းအရဆိုရင် Joshua Van ထက်ကောင်းတယ်ဆိုပြီးတော့မှဒါကြုံဝါထားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီလိုကြုံဝါထားတာကိုကြည့်ချင်းအပြင် ။ဒါ Brandon Rybo အနေနဲ့ Joshua Van နဲ့ပွဲစဉ်မှာလုံးဝသာ Stanfy နဲ့ပွဲထွက်လာနိုင်ကြည့်တယ်။ Stanfy နဲ့ထွက်ပြီးတော့မှလုံးဝအဆင်မပြေတော့ဘူးဆိုမှပေါ့နော်။ဒါထိတောင်ရယူပြီးမှဒါ ground game ပုံစံမျိုးဒါကစားသွားနိုင်ချက်ရှိနေပြ။အဲ့တော့ဒါတော့ကျွန်တော်တူဦးတယောက်ထဲရဲ့အမြင်ဖြစ်တယ်ပေါ့နော်။ဒါပရိသတ်တွေကတော့ဘယ်လိုမျိုးထင်မြင်ယူဆထားတယ်လဲဗျ။ယခုကျွန်တော်ဒီပွဲစဉ်ကိုကျွန်တော်ချိလိုက်မယ်ဆိုတော့ Brandon Rainbow ကဒီ ground defense အပိုင်းမှာဒါ အရင်ကြီးဒါအားနေတယ်လို့ကျွန်တော်ပြောလို့မရဘူး defend ကတော့ကောင်းတယ်လို့ဆိုလို့ရပေမဲ့ဒါ Joshua Van နဲ့ main ရှင်ကြီးလိုက်မယ်ဆိုတော့ဒါလိုအပ်ချက်လေးတော့ရှိနေသေးတယ်ပေါ့နော်အဲ့တော့နောက်ထပ်ဒီ Brandon Rive ရဲ့အားသာချက်တစ်ခုကိုပြောမယ်ဆိုတော့ဒါမြည်ပြင်းမှာကျွန်တော်ဒီလောက်ကြီးလုံးခံခဲ့ရတော့မှဒီတလုံးကောင်းကောင်းနဲ့ပြန်ဖက်ကို defend လုပ်ပြီးတော့ခုခံကောင်းပဲကစားတော်နေတာမျိုးတွေ့ရတယ်ပေါ့နော် တော့ဒီတွဲကြောင့်ဒီ fighter ကဒါတလုံးကောင်းရှိတဲ့ fighter တူဦးလို့ကျွန်တော်ပြောလို့ရတယ်။ဒါပြင်ကျွန်တော်ဒီ UFC မှာရှင်ပြန်ထူးတက်ထားခဲ့တဲ့ဒီအထူးသဖြင့်ဒါနောက်ဆုံးရှင်ပြန်ထူးတက်ထားခဲ့တဲ့ဒါသူ့ရဲ့ပွဲစဉ်တွေကိုကျွန်တော်တောင်းပြီးတော့မှလိမ့်လာကြည့်မယ်ဆိုတာကြည့်မြင်နိုင်တယ်ဗောနော်။ဒီပတူချာတို့ပြီးပြီဆိုရင်တော့ဒါဂျိုရှာဗန်နဲ့ဒါပွဲတယ်ဘီကေဘူးတဲ့ fighter တူဦးဖြစ်တဲ့ဒီ tag tag ထဂါဥလံဘီကောဗောနော်ထဂါဥလံဘီကောရောပါလေနောက်နောက်ထပ်ကျွန်တော်တို့ဘယ်ဖိုက်တာပါသေးလို့လဲဆိုရင်တော့ဒီဂျပန်ကဖိုက်တာတူဗောနော်အဲ့ဒီဖိုက်တာရဲ့နာမည်ကဘယ်လိုခေါ်လဲဆိုတော့သဆူရိုတိုင်ရာလို့ခေါ်တယ်ဗောနော်အဲ့တော့ကျွန်တော်ပရိသတ်တွေအနေနဲ့ဒီဘရန်ဒန်ရိုင်ဘူရဲ့ဒီနောက်ဆုံး UFC မှာရှင်ပြန်ထူးတက်ထားခဲ့တဲ့ပွဲစဉ် သုံးပွဲကိုကျွန်တော်တွန်းပြီးလေ့လာကြည့်ရုံနဲ့ဒီဖိုင်တာရဲ့တက်လုံဘလောက်ကောင်းတယ်လဲဆိုတာသိမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးသုံးပွဲမှာဆိုရင်တော့ဒီဂျပန်ဖိုင်တာပေါ့ထဆူထိုင်ရာကိုရှင်းနေထူတက်ခဲ့တယ်အဲ့တော့နောက်ထပ်တစ်ပွဲမှာဆိုရင်တော့ဒီဘရန်ဒန်မူရီနိုပေါ့နော်တကယ့်ကိုချန်ပီယံဟောင်းတူဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ပွဲကတော့ဒီအလက်ဇန်ဒါဖာထူဂျာပေါ့နော် UMC ကလက်ရှိဒီ flyweight champion ကြီးတူဖြစ်တယ်ပေါ့နော်အဲ့ဒီ fighter တွေကိုသူ့အနေနဲ့ငါးချီ ပွဲတွေပဲသာရှင်ပင်ထိုးတက်ပြီးတော့မှသာတက်လုံကောင်းကောင်းနဲ့နောက်ဆုံးချီတီးတာရှင်ပင်ထိုးတက်သွားနိုင်ခဲ့တာမျိုးတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်အဲ့တော့ယခုကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်ကတော့ကျွန်တော်အနေနဲ့ဒီ fighter နှစ်ဦးကိုတော့ပြန်ပြီးတော့မကြည့်ပွဲတဲပြီးစီချင်တယ်ပဲဗောနော်အဲ့တော့ယခုကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်က LFA ဆိုတဲ့အဖွဲ့အစည်းမှာရှင်ပြန်ထူတက်ခဲ့တာဖြစ်တယ်ဗျာ Hero Fighter နှုတ်ဆလုံးကလည်းဒါ UFC အဖွဲ့အစည်းကိုကျွန်တော်ရောက်ရှိနေကြတယ်ဒါတပတ်ကဒီအနီတောင်ကဒါဖိုက်တာတူဖြစ်တဲ့ဒီခက်စီခန်နီကလည်းဒါသူ့အနေနဲ့ UFC မှာတော့ဒါရလက်တွေကတော့တိတ်မကောင်းဘူးနော်ဒါဖွဲတွေလည်းပြောမယ်ဆိုတော့နည်းနည်းတော့ဝေးထားတယ်အဲ့တော့ဒီ2021တုန်းမှလား UFC မှာ သူအနေနဲ့ဒီတေးယိုဖိုင်တာသူအဖြစ်နဲ့ဆုံးရတုံးဆိုတဲ့ဖိုင်တာအောင်တာရှင်ပြန်ထိုးတက်ပြီးတော့မှသာရှုံးနေခဲ့တယ်ဗောနော်အဲ့ဒီ2023ပြီးကြတဲ့ကသူအနေနဲ့ဘွဲစဉ်လေးကျွန်တော်မထိုးတက်တာဆိုရင်တော့2025ခုနှစ်အထိရှိလာပြီဗောနော်အဲ့တော့ UFC ကတော့ ပြောမယ်ဆိုတော့ဒီစွမ်းဆောင်ရည်တိတ်မကောင်းတဲ့ fighter တွေပေါ့နော်။ဒါပွဲတွေကျွန်တော်တို့တော်တော်လေးကိုခြားပြီးတော့မှကျွန်တော်တို့ဒါလက်လွတ်သွားခဲ့တာမျိုး fighter တွေကိုကျွန်တော်တို့စာချုပ်ဖြတ်သိမ်းလိုက်တာမျိုးတွေရှိတယ်ပေါ့နော်။အဲ့တော့ဒီကျွန်တော်ကက်စီခန်နီဆိုတဲ့အခုဒီ Brandon Rainbow ဒီ ground game မှာအကောင်းဆုံးကျွန်တော်ထိန်းချုပ်နေတဲ့ကစားနေတဲ့ fighter ကဒါ UFC နဲ့လက်တွဲနေတယ်လားဟောမသိဘူး။ ကျွန်တော်ထင်ရတော့လက်သွင်းပြုတ်လောက်ပြန်2023ဆိုတော့အခု2025ထိတော့ဖွဲကိုပြန်ပြီးတည်ပြီးထားမှမျိုးမတွေ့ဆိုတော့မနော်ဒီ fighter နဲ့ UFC နဲ့လမ်းခွဲတော်လောက်ပြီးပြန် UFC 2C5 ပေါ့နော်အခုဆိုရင်ကျွန်တော်ဒါ317တော့မှရောက်လာတဲ့အနေထားမျိုးရှိပြီပေါ့နော်ဒါတော်တော်လေးကိုဝီးနေတယ်အဲ့တော့အခုကြီးကရရရမယ်ဆိုတော့ဒီ fighter တော့မကြည့်ပွဲတော့တည်ပြီးစီချင်ပေါ့နော်ဒီမှာကျွန်တော် โอเคကျွန်တော်ဒီကနေ့မှာတော့ဒါဒီလာမယ့်ဂျွန်လ29ရက်နေ့မှာရှင်ပြန်ထုတ်တက်သွားကြမယ်ဂျော့ရှာဗန်နဲ့ဘရန်ဒန်ရိုက်ဘူတို့ရဲ့အဖွဲ့စဉ်ကောင်းလေးတွေကိုပိတ်သက်ပြီးနေတူကျွန်လေးလာကြည့်ရှုတင်ဆက်ပြီးသွားခဲ့တာပဲဖြစ်ပါလေအဲ့တော့ပွဲစဉ်လေးတွေကိုဒါကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒါဘဒူရဲ့စွမ်းဆောင်ရည်ကပုံပြီးတော့မှကောင်းတယ်လေ ်။ဒါလောက်မဲ့ဂျွန်လ29ရက်နေ့ပွဲစီမှာဘလူကအနိုင်ရရှိသွားနိုင်ချေရှိတယ်လို့ပေါ့နော်။ဒါလို့လည်းပတ်သက်ပြီးတော့ကိုယ့်ရဲ့ team ကိုချက်လီလို့လည်းအောက်က comment မှာအဝေးအောင်ဆွေးနွေးတော့ပြီးတော့အလုံးကိုဖိတ်ကိုချင်ပါနဲ့။အဲ့တော့နောက်လာမယ့်နေ့ဒီမှာဆွေးနွေးတဲ့ Joshua Van Ne Brandon Wright တို့ရဲ့ပွဲစဉ်ကောင်းကြီးတို့ကျွန်တော်ထပ်မံကြည့်ရှုပြီးတော့မှဒါသူတို့ရဲ့စွမ်းဆောင်ရည်ကိုဒီလားကြည့်ရှုတော့ပြီးလို့ရှိပါတယ်။ Okay အဲ့တော့ကျွန်တော်ဒီနေ့ရဲ့ပွဲစဉ်ကြည့်ရှုမှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအပ်ပြီးနေတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ဖြစ်ပါ ဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ